သရေလလူမျိုးတွေကမောရှိရေးထားတဲ့ကျမ်းတွေကိုရေးလဲကင်ထားတာဒါပေမဲ့ပေါ်လူကဘာပြောပြီလဲဂလာတိအသင်းတော်ပြည့်ညက်တရားကိုအမိပြုတဲ့သူ ရှိသမျှတို့သည်အချိန်ဣသရေလရဲ့အသေးပေါက်တာပေါ့ငါတို့မောရှိရေးထားတဲ့ကျမ်းစာကိုမြင်အချိန်အချောင်းမူကပြည့်ညက်တိကျမ်းစာ၌ပါသမျှသောစကားတို့ကိုအမြဲမကျင့်သောသူတိုင်းချိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏ပြည့်ညက်တော်ဘယ်နှပါးရှိလဲစေပါဒီမှာလုံးဝစေပါစလုံးလုံနေသူရှိရင်လက်ထောင် အဲ့ဒါအလုံးအချိန်ပဲချိန်စာအောက်မှာရှိနေပြီအနေလေးတော့လိမ်ဘူးတယ်ယေရှုကဘာပြောလဲဆိုတော့ငါကြွလာတာတဲ့အဲ့ပြည့်ညက်တိကျမ်းနဲ့အနာဂတ်တိကျမ်းနဲ့ပြည့်စုံဖို့ကြွလာတယ်မောရှေပြည့်ညက်ထားတဲ့တရားက तू ကယုံရတဲ့တရားမဟုတ်လိုက်ကျင့်ရတာဒါပေမဲ့ကျင့်နိုင်လားမကျင့်နိုင်လို့တနည်းပြည့်ရင်သိုးလေးတစ်ခေါက်ပွားဝယ်ရတယ်ဝယ်ပြီးတော့တဲတော်ခေါ်သွားပြီးတော့ယေဘုရားရှိမှာတစ်ခါတက်ကြတယ်အစရတက်ခိုင်းလိုက်ပြီးရောမဟုတ်အရင်ကျင့်ခိုင်းသေးတယ် तू ကပြည့်ညက်တရားဆိုတော့လေ ်လှုပ်ဖို့ဆိုတာတက်မလှုပ်နိုင်ဘူးဆိုတာတီးဖို့ဖျားပေးလိုက်တာအဲ့တော့အသေးစံလိုက်လုပ်နေရဖွယ်ရှိရနော်တနာပါအာဗြဟံမဖြစ်မီဖြစ်တဲ့ယေရှုကိုကြတော့မအားကို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 အားကိုပြီးတော့ပြည့်ညက်တွေကိုဆက်ကျင့်တယ်ပြည့်ညက်ဆိုတာကျင့်ဖို့ဆိုတာတက်မကျင့်နိုင်ဘူးဆိုတာတီးပြီးယေရှုကိုအားကိုဖို့ဖျားပေးလိုက်တာပြည့်ညက်တရားဆိုတာယုံကြည်ခြင်းနဲ့ဆိုင်လားပြည့်ညက်ကိုယုံလို့မရဘူးပြည့်ညက်ဆိုတာကျင့်ရဒါပေမဲ့ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင် ယုံကြည်ခြင်းတရားကြတော့ဘာတရားလဲဆိုတော့ဂျေဇုတော်တရား